အာဟာရပညာရှင်လေးရဲ့အဆိုအရကိုလေးချိန်ထိန်ဖို့အရေးပါဆုံးလိုအပ်ချက်ကအချိန်မှစားသုံးခြင်းပါပဲ။ဘာကြောင့်လဲဆိုတာလွယ်လွယ်လေးနားလည်အောင်ရှင်းပြပါမယ်။အချက်တအစာချေဖြတ်မှု metabolism ကို မှန်စေချင်သင်ခန္ဓာကိုယ်ကိုစက်တစ်ခုလုံးမြင်ကြည့်ပါ။ဒီစက်ကိုမနှက်နှိမ့်လေညပုံမှန်အချိန်တိုင်းလောင်စားစီဖြည့်တင်းနေတဲ့အခါသူဟာစက်မှန်တလို့အလုံလုံးပြီးစွမ်းအင်တွေကိုထိထိရောက်ရောက်လောင်ကျွမ်းနေမှာပါ။အချက်နဲ့ အစာလွန်ကြီးကိုကာကွယ်ခြင်းမနှက်စာမစာပဲနေလိုက်တဲ့အခါဒါမှမဟုတ်အစာကိုအချိန်ကြာကြီးဖြတ်လိုက်တဲ့အခါပါဖြစ်လေနောက်တနက်မှအရန်စာပြီးလိုအပ်တာထပ်ပိုစားမိတတ်ပါတယ်အချိန်မှန်စားခြင်းကဒီလိုအစာလွန်ခြင်းကိုတားဆီးပေးပါတယ်အချက်၃အစီအဖြစ်တိုးလောင်ခြင်းမှာကာကွယ်ခြင်းဒါကအရေးကြီးဆုံးပါခနာကိုကအစာကိုအချိန်ကြာကြီးမရတဲ့အခါငါအစာငတ်နေပြီလို့ယူဆပြီးနောက်တစ်ချိန်ဝင်လာတဲ့အစာတွေကို အနာကက်အတွအစီအဖြစ်ချက်ချင်းစုဆောင်လိုက်တတ်ပါတယ် အချိန်မှန်စားရင်ဒီလိုအစီအစုပုံမှုကိုတားဆီးနိုင်ပါတယ်။ကျူရှိနေညီလန်းကတော့မနက်စာနေ့လယ်စာညစာကိုအချိန်အတိုင်းအတာတစ်ခုစီချပြီးပုံမှန်စားပြီးဖို့ပါပဲ။အဲ့လိုပုံမှန်ကျွေးချင်းကတင့်ခန္ဓာကိုယ်ကိုစိတ်ချလက်ချရှိစေပြီးအစီတွေကိုပုံမလောင်ကျွမ်းစေပါလိမ့်မယ်။ကိုလေးချင်းရှော့ချရဲ့လမ်းညွှန်ချက်ကောင်းတဲ့ထမှန်သိရှိဖို့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်